ီတစ်ခါငလင်လှုပ်ရှားမှုဖြစ်ပွားပြီးပြုပြင်မုံမှန်ဖို့လုပ်ငန်းတွေအရန်ရှုပ်ထွေးပါတယ်။အစအတော့တွေလည်းခက်ခဲပါတယ်။ကျမကကားပေါ်မှာထည့်ထားတဲ့ရေရောအစအစာရောကိုတက်နိုင်တယ်လို့ကူညီပေးခြင်းပါတယ်။အခုမြန်မာနိုင်ငံရဲ့ရာသီဥတုအရန်ပူအိုက်ပေမဲ့ပြန်လည်ဆောက်လုပ်ရေးအလို့သမားတော်ကအပြင်းပန်းခံပြီး ဒီလမ်းကိုပြုပြင်တဲ့သူတို့က volunteer ပါပဲသူတို့ကကိုယ့်ရဲ့အိမ်ထဲမှာပြစ်တာလည်းရှိတယ်ဒါပေမဲ့အသွားလာအစီအပြေစေအောင်ဂူကြီးလာလုပ်ပေးတယ်ကျမကထမင်းပူးလိုတဲ့စားတော့ဆိုင်နဲ့တဲရင်ဆောက်ပေးတဲ့အဖွဲစည်းကိုတွေ့ခဲ့တယ်လမ်းပေါ်မှာကေဆယ်ရပီစီတည်ထားပြီးမြင်မြင်ပြီးထားတဲ့ကားတွေကိုအများကြီးလဲမြင်တွေ့ရတယ်အာတင်းထားပါမြန်မာနိုင်ငံက